နိုင်ငံသားအပေါင်းဘေးအနေနဲ့အသွေအသွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဧပြီ5ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကငလျင်ဘေးတင်မြို့နယ်24မြို့နယ်ကိုကျပ်1.2ဘီလီယံထောက်ပံ့ထားတယ်ဆိုတဲ့သတင်းအကြဖက်စစ်ကောင်စီကအပြည့်ရကြောင်ဟန်ပြကျင်ညာပြီးတိုက်ခိုက်မှုပေါင်း60ကျော်ပြုလုပ်ခဲ့လို့ကလေးနဲ့အမျိုးသမီးတွေအပါအဝင်ရက်သားပြည်သူ68ဦးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း ငလျင်ဖေးတဲ့နယ်မြေတွေကိုပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ကသွားရောက်ပြီးတော့ကုညီဆောင်ရွက်ပေးခဲ့တဲ့တဲ့တင်လွန်ကော်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလက်နက်ကြီးလေးချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့တဲ့တင်မြန်မာငလျင်ဘေးအတွက်အမေရိကန်ဒေါ်လာတန်း20ထောက်ပံ့ဖို့အင်အားကြီး၄နိုင်ငံကတိပြုလိုက်တဲ့သတင်းနဲ့ ဒီနေ့အတွက်မြန်မာနိုင်ငံတွင်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်နေဆင်အာနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ပထမအဆုံးတိဆက်ပေးမှာကတော့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကငလျင်ဘေးသစ်မြို့နယ်24မြို့နယ်ကိုကျပ်1.2ဘီလီယံထောက်ပံ့ထားရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကငလျင်ပေးသိမ့်မြို့နယ်24မြို့နယ်ကိုစက်တဒသမ2ဘီလီယံထောက်ပံ့ထားနိုင်တယ်လို့ဒီနေ့မှထုတ်ပြန်အသိပေးလိုက်ပါတယ်။ဝန်ကြီးဌာနကမန္တလေးတိုင်း၊ပဲခူးတိုင်း၊စကိုင်းနယ်၊အိန္ဒိယနယ်စပ်၊ရှမ်းပြည်တောင်ပိုင်း၊နေပြည်တော်စတဲ့ဒေသတွေကမြို့နယ်24မြို့နယ်ကိုထောက်ပံ့ကူညီထားတာပါ။ အဲ့လိုထောက်ပတ်ကူနီယာမှာမန္တလေးကို8856သိန်း6000ပဲခူးကို1863သိန်းစကိုင်းနဲ့အိန္ဒိယနယ်စပ်ကို1505သိန်းရှမ်းပြည်တောင်ပိုင်းကို84သိန်းချက်နဲ့နေပြည်တော်ကို33သိန်းချက်စုစုပေါင်း7.2ဘီလီယံဖြစ်တယ်လို့သိရပါတယ် ဆက်လက်ပြီးတော့အကြံဖက်စစ်ကောင်စီကအပြည့်ရကြောင်းဟန်ပြကျင်ညာပြီးတိုက်ခိုက်မှုပေါင်း60ကျော်ပြုလုပ်ခဲ့လို့ကလေးနဲ့အမျိုးသမီးတွေအပါအဝင်အရသားပြည်သူ68ဦးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုပြောပြပါမယ်။ အကြမ်းဖက်စစ်ကောင်စီကအပြစ်ရဲကြောင်ဟန်ပြကြညာပြီးတဲ့နောက်မှာလေကြောင်းနဲ့လက်နက်ကြီးအပါအဝင်တိုက်ခိုက်မှုစုစုပေါင်း63ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ကလေးငယ်တအူအမျိုးသမီး15ဦးအပါအဝင်အရသားပြည်သူ68ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနကဒီနေ့မှထုတ်ပြန်ပါတယ်။ အကြံပတ်စစ်အုပ်စုကဧပြီ2ရက်မှာငလင်းတန်းပြန်လည်ထူထောင်ရင်ရက်20ကြာယာယီအပြစ်ခတ်ရက်30ကြာကြေညာပြီးတဲ့နောက်မှာနောက်တစ်နေ့မှာပဲကချင်ပြည်နယ်ဗမော်မြို့နယ်ကိုမနက်7:56မိနစ်မှာတကြိမ်စကိုင်းလိုင်းဟ ோம் မလင်းမြို့နယ်တနိုင်းရွာကိုမနက်7:00မှာတကြိမ်လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ မက်စလန်28ရက်နေ့ဖြစ်ပွားခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလျင်ဘေးဒဏ်ကိုကြုံတွေ့နေရပြီးနောက်ပိုင်းတစ်ပတ်အတွင်းအကြမ်းဖက်စစ်အုပ်စုကလေကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုစုစုပေါင်း63ကြိမ်ပြုလုပ်ခဲ့ပါတယ်။ကလင်းငယ်တအူအမျိုးသမီး15ဦးအပါအဝင် အရက်သားပြည်သူ68ဦးအသက်ဆုံးရှုံးခဲ့ရတယ်။ တိုက်ခိုက်မှုများမှာငလျင်ဘေးဒဏ်ကိုအဆိုးဝါးဆုံးခံစားနေရတဲ့သခိုင်းတိုင်းတွင်တိုက်ခိုက်မှု73ကြိမ်နဲ့မန္တလေးတိုင်းတွင်8ကြိမ်ပါဝင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုကဧပြီ3ရက်နေ့မှာမန္တလေးတိုင်းညာဦးမြို့နယ်အတွင်းမြေပြင်စစ်ကြောင်းတွေကတဆင့်ထိုးစစ်ဆင်မှုတွေပြုလုပ်နေဆဲဖြစ်တာကြောင့်ကျေးရွာ600အတွင်းရှိအရက်သားပြည်သူတွေနေရက်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအနှံ့ပြားကိုစိုးရတဲ့နိုင်ငံတကာရာဇဝတ်မှုလူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဇဝတ်မှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုစနစ်တကျကြကြပြက်ပြက်ကျူးလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုကပြင်းထန်တဲ့လူသားချင်းစာနာထောက်ထားမှု အကျက်တဲကိုရင်ဆိုင်နေရတဲ့အချိန်မှတော့ဆက်လက်ကျူးလွန်နေရလို့ဆိုပါတယ်။ အကျန်းဖတ်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံစီမှုတွေအမြန်ဆုံးပေါ်ထွန်းလာစေဖို့အတွက်နိုင်ငံတကာကဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြဖို့တောင်းဆိုလေလို့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ကုလသမဂ္ဂအပအဝင် နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေကငလီဘေးဒဏ်သင့်ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေကူညီရမှာအကြမ်းဖက်စစ်အုပ်စုမှတဆင့်ဓာတ်ရိုက်ကူညီတာမျိုးမလုပ်ဖို့လည်းတောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေဟာအရက်ဖက်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေကတဆင့်နီးလန်းတွေကိုဖောက်ထုတ်ပြီးရောငလှင်ဘေးဒဏ်သင့်ပြည်သူတွေကိုထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးနိုင်ကြဖို့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတောင်းဆိုလိုက်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ငလင်ဘေးတံတဲ့နယ်မြေတွေကိုပြည်ရင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်တွားရောက်ပြီးကူညီဆောင်ရွက်ပေးခဲ့တဲ့တဲ့င်းကိုတိဆက်ပေးခြင်းပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရစုံမထိန်ချုပ်နယ်မြေအတွင်းကငလျင်ဘေးတဲ့နယ်မြေတွေကိုပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးကုံမင်းကဧပြီ3ရက်မှာတွားရောက်ပြီးတော့ကုညီဆောင်ရွက်ပေးမှုတွေလှုပ်ဆောင်နေရလို့ဒီနေ့မှသတင်းထုတ်ပြန်ပါတယ်။အမြဲတမ်းအတွင်းဝင်ဦးကုံမင်းကစကိုင်းမြို့နယ်အတွင်းကငလျင်တကြောက်ပျက်စီးပြိုလဲသွားတဲ့နေအိမ်အဆောက်အအုံများစာတင်ကြောင်းများတာသနီကအဆောက်အအုံများ လမ်းများတံတားများတို့လိုက်လံကြည့်ရှုပြီးနောက်ငလင်ဘေးဒဏ်သည့်ပြည်သူများနဲ့တွေ့ဆုံပြီးလိုအပ်ချက်များကိုမေးမြန်းဆွေးနွေးတာနဲ့အားပေးနှစ်သိမ့်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ငလင်ဘေးဒဏ်သည့်ရဲရွာပြည်သူအချို့ရဲ့ပြောပြချက်အရလက်တလုံးအရေးတကြီးလိုအပ်ချက်များမှာတောက်သုံးရင်ရရှိရေး၊ယာယီနေထိုင်စရာရရှိရေး၊အခြေခံစားသောက်ကုန်ဝယ်ယူရရှိရန်ခက်ခဲနေမှု၊ဓာတ်ဆီဒီဇယ်စီအခက်ခဲနေ၊ဆေးရွားမလုံလောက်မှုဖြစ်တယ်လို့သိရပါတယ်။ ်အမြဲတမ်းအတွင်းဝင်ကငလင်ဘေးတန်တဲ့ဆေးဝါးကုသမှုခံနေရတယ်ပြီးသူတချို့နဲ့ဆရာတော်တပါးအားလည်းတက်နိုင်သမျှကူညီထောက်ပံ့ပေးခဲ့ပါတယ်အဲ့နောက်ညနေပိုင်းမှာပျက်စီးသွားတဲ့လမ်းမကြီးဟာပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကရင်းလမ်းမကြီးအားလက်တလောအစဉ်ပြေစီရည်ရွယ်ပြီးတော့ကနအူးပြင်ဆင်တာမှာ60ရာဂိုင်းလုံးကျော်ပြီးစီးတာကိုတွေ့ခဲ့ရပြီးမကြာမီရပိုင်းတွင်ပြန်လည်အသုံးပြုသွားလာနိုင်မယ်လို့လည်းအသိပေးထားပါတယ် ညပိုင်းမှာစကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတချို့နဲ့အတွင်းဝင်တို့အစည်းအဝေးတစ်ရက်ကျင်းပပြုလုပ်ခဲ့ပြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကငလျင်လှုပ်ခတ်ပြီးရနဲ့24နှစ်အတွင်းကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်တဲ့အကြောင်းလုပ်ငန်းကော်မတီတစ်ခုဖွဲ့ထားပြီးမြေပြင်နှစ်ဖွဲ့ဖွဲ့ကကွင်းစည်းကူညီမှုများပြုလုပ်နေကြောင်းပြည်သူလူထုထံမှအလှူငွေသိန်းပေါင်း1800ကျော်ရရှိထားကြောင်း ယနေ့ထိကုညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်သုံးဆငွေတိန်းတထောင်ကျော်နေပြီဖြစ်ကြောင်းတင်ပြခဲ့ပါတယ်။၎င်းတို့အထက်ကကုညီဆောင်ရွက်နေတဲ့ခန္ဓာများမှာစိုးမျိုးနယ်မြေအတွင်းသေဆုံးတဲ့ထိခိုက်ဒဏ်ရာရသူများအားကုညီထောက်ပံ့ခြင်းစိုးမိုးနယ်မြေအတွင်းပျက်စီးဆုံးရှုံးသူများအားကုညီထောက်ပံ့ခြင်းအကြမ်းဖက်ထိန်းချုပ်နယ်မြေတွင်းရှိငလျင်ဘေးဒဏ်သည်သူများအားတအားသက်၍ကုညီပေးခြင်းတောက်သုံးရရရှိအောင်ကြိုးပမ်းနေခြင်းစေဝါကူတာမှုများပေးခြင်း အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်းအလှူငွေများစုဆောင်းခြင်းနဲ့ငလျင်ဘေးဒဏ်သင့်မှတ်တမ်းမှတ်ရာများစည်ရင်းပြုလုပ်တင်ပြခြင်းတို့ဖြစ်ပါတယ်တောက်သုံးရင်ရရှိရေးအတွက်မြေရည်တင်စီမံချက်ချကလှုပ်ဆောင်နေကြပြီးလက်တလောရေတန့်ဆက်တလုံးစီစဉ်ပြီးတော့လိုက်လံဖြန့်ဝေဆောင်ရွက်နေတယ်လို့သိရပါဗျ။အတွင်းဝင်နေဖြင့်အစိုးရကငလင်ဘေးဒဏ်သင့်သူများအတွက်ထောက်ပံ့ဆောင်ရွက်ပေးနေခြင်းများနိုင်ငံတကာကူညီပေးမှုများရရှိအောင်ကြိုးပမ်းမှုများ နိုင်ငံတကာမှပေးအပ်တဲ့အကူအညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများသယ်ယူနိုင်ရေးငွေကြေးသုံးစွဲမှုများကိုစနစ်တကျထားပြီးပွင့်လင်းမြင်သာမှုရှိရှိစီမံဆောင်ရွက်နိုင်ကြရေးပြည်သူများနဲ့တွဲဆုံရရှိထားတဲ့လက်တလောလိုအပ်ချက်၅ရပ်ကိုအဓိကဦးစားပေးဆောင်ရွက်ကြရေးဆွေးနွေးခဲ့ပါတယ်စကိုင်းမြို့နယ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရစုံမထိန်ချုပ်ထားတဲ့နယ်မြေဧရိယာမှာ ဧပြီလ2ရက်ထိရွာပေါင်း49ရွာကိုကောက်ခံထားတဲ့စင်းတွေအရအိမ်နောက်စု9835စု မလင်ဘေးတန်သင်းဥယျင်25296ဦးမလင်ဘေးတန်သင်းကြောင့်သေဆုံးသူ48ဦးထိခိုက်ဒဏ်ရာရသူ55ဦးပျို့ကျတဲ့လူနေအိမ်242လုံးပြည့်စည်တဲ့လူနေအိမ်1558လုံးနဲ့နိုင်ငံတော်အမွေနှစ်အဆောက်အအုံများပြည့်စည်မှု388ခုရှိတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့သခိုင်းမြို့ပေါ်မှာရက်ကွက်ပေါင်း၁၈ရက်ကွက်ရှိပြီးတော့ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာတေဆုံးသူ621ဦးထိခိုက်ဒဏ်ရာရသူ900ဦးအဆောက်အအုံပျက်စီးမှု3500ကျော်ရှိတယ်လို့လည်း April 2ရက်ကောက်ယူထားတဲ့အစည်းအဝေးရာသိရပါဗယ်အဆိုပါခင်းစဉ်အတွင်းအများနဲ့အတွင်းဝင်ဥက္ကုမင်းနဲ့အတူအထူးစုံစမ်းထောက်လန်းရေးဦးစီးဌာနမှတာဝန်ရှိသူများမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံတဲ့အဖွဲ့ဝင်များ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါဆောင်ရွက်ခဲ့ကြတယ်လို့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ထမ်းမံမီတိဆက်ပေးမှာကတော့လွိုင်းကော်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားလာမရှိပဲလက်နက်ကြီး၄ချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အစံဖတ်စစ်တပ်ကအပြစ်ရစဲချောင်းစင်ညာချက်ထုတ်ပြန်ပြီးမှ ကင်းနီပြည်လွိုင်ကော်မြို့ပီကင်းကောခူရွာကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲလက်နက်ကြီးနဲ့အပြင်လေးချောင်းတိုက်ခိုက်မှုတွေပါလှုပ်ဆောင်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ကင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဒီနေ့မှထုတ်ပြန်ပါတယ်မိုးပြည့်အခြေဆိုင်အကျန်းဖက်စစ်တပ်ခမာရ၄နှစ်နှစ်ကမြို့ရင်းနဲ့အနီးဝန်းကျင်ကရွာများကိုလက်နက်ကြီးတနေကုန်ပစ်ခတ်ခဲ့တာကြောင့်မနက်၇နာရီမိနစ်၃၀အချိန်မှာပီကင်းကောခုကျေးရွာကအမျိုးသားတအူထိမှန်သေဆုံးခဲ့တာပါ အထက်ကဖြစ်စဉ်ပြီးနေ့လယ်2နာရီကျော်အချိန်မှာပီကင်းခေါခုရွာကို Jet Fighter နဲ့ဘုံးနှလုံးကျဲချခဲ့တဲ့အတွက်အမျိုးသား၄ဦးအသက်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ငလင်းလှုပ်ခတ်ခဲ့တဲ့ Mesla 28ရက်ကနေဒီနေ့အထိ KNY ပြည်နယ်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၃ကြိမ်လုပ်ဆောင်ခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုတွေနေ့စဉ်နေ့ပါပစ်ခတ်နေတယ်လို့ပြောပါတယ်။ ပြည်သူများနဲ့တော်လှန်ရေးတပ်များအနေနဲ့စစ်နယ်တဘာဝဘေးအန္တရာယ်များအချိန်မရွေးကြရောက်နိုင်တဲ့အတွက်လုံခြုံရေးသတိရှိကြဖို့အတွက် KNDF ကတိုက်တွန်းထားပါတယ်ရှင်။အခုတခါမှာတော့မြန်မာငလျင်ဘေးအတွက်အမေရိကန်ဒေါ်လာတန်20ထောက်ပံ့ဖို့အင်အားကြီး၄နိုင်ငံကတိပြုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာအလဲပိုင်းကိုပို့ဖို့ပြုပြီး match လ28ရက်ကလှုပ်ခတ်သွားတဲ့ငလျင်တန်းခန်းစားခဲ့ရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံကပြည်သူတွေအတွက်များစွာစာနာဝမ်းနည်းမိကြောင်း Gagquet လို့ခေါ်တဲ့ American ပြည်ထောင်စု Australia အိန္ဒိယနဲ့ဂျပန်အင်အားကြီး၄နိုင်ငံက April 3ရက်နေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။ မတ်လ29နဲ့30ရက်နေ့ကအာဆီယံနိုင်ငံသား ဝင်ကြီးတွေရဲ့ထုတ်ပြန်ချက်နဲ့ဒေတာတွေတခြားနိုင်ငံတွေရဲ့ပံ့ပိုးကူညီမှုတွေကိုလည်းတက်ခွတ်ကကြိုဆိုပါတယ်လို့ဆိုထားပါတယ်။တက်ခွတ်အနေနဲ့အခုအချိန်ထိ American Dollar သန်း20ကျော်ပမာဏရှိတယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ကတိပြုခဲ့ပြီးလည်းဖြစ်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့နေသလိုအရေးပေါ်ဆေးဝါးကုသရေးအသင်းတွေလည်းလျှင်ထံခဲ့ရတဲ့ဒေသတွေမှာခြားထားပြီးဖြစ်တယ်လို့လဲဆိုပါရစေ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဆိုးဝါးပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာငလျင်ကြောင့်ထိခိုက်ဒေဆုံးမှုတွေနဲ့အခြေခံအဆောက်အအုံတွေကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုတွေကလက်ရှိလူသားချင်းစာရာဒုက္ခတွေကိုပုံမိုဆိုးဝါးစေတယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်လက်တလောပေါ်ထွက်လာတဲ့ယာယီအပြစ်ခက်ရဲစဲရေလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအချိန်မီပေးပို့ရေး အဲ့ဒီအစီအစဉ်တွေကိုကြိုဆိုကြအောင်ဒီအစီအစဉ်တွေကိုအကောင့်ထဲပို့ဖို့ ਨੇ မြန်မာနိုင်ငံတွင်းကလူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တစ်ခုပေါ်ဆောင်ပေးဖို့အဖွဲ့အားလုံးကိုတောင်းဆိုကြောင်းလည်းပါရှိပါတယ်။လွတ်လပ်ပွင့်လင်းတဲ့ Indo-Pacific ဒေသဖြစ်ပေါ်ရေးအတွက်တဘာဝဘေးအန္တရာယ်တွေနဲ့ဒေသတွင်းတည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်စိန်ခေါ်မှုတွေတုံ့ပြန်ရင်လေးနိုင်ငံကအတူတကွပူးတွဲလှုပ်ဆောင်မှုကတိပြုကြောင်းလည်းကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချိန်မုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှင်မပေမျိုးနယ်ရဲ့နောက်ပြန်မလှည့်ချေးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်သေးဒီတော်လှန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကိုင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြရှောင်းရေးဟေကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမက်ပင်မြို့နယ်မှာအွန်လန်လွှင့်မြီရွှေရည်ကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြရှောင်းရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ စာနာပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်နေရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါကတော့ဧပြီ5ရက်သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကို စူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။